အစင်ကြထဲမှာအယောင်ပိတ်လုံနေရတဲ့သူတွေခဏခဏကိုကြုံတွေ့ရတဲ့ပြဿနာကဈေးနှောင်းတွေလာမေးပြီးတော့ပျောက်သွားကြရတယ်။ဖြစ်နေတဲ့သူရှိလားရှိတဲ့ဆိုရင်လည်း comment မှာရေးလာပေးလို့ရတယ်။အများစုထင်တာကျမစကားမပြောတတ်လို့လားမသိစကားမကောင်းလို့လားမသိ etiquette ကောင်းသွားပြီးဈေးအောင်ကောင်းဖို့ဆိုတာစကားပြောကောင်းတာမဟုတ်ဘူး။စကားပြောတတ်ဖို့လိုအပ်တယ်။နေစင်ကြထဲမှာဈေးနှောင်းလာမေးပြီးမပျောက်သွားရအောင်ပထမအစီအမံလုပ်ရမယ့်အရာကမေးခွန်းထောက်တတ်ရမယ်။ဒီနေရာမှာစကေးနည်းနည်းမြင်ရမယ်။အများစုကထားလိုက်သူတို့ကဈေးနှောင်း ်လာမဲ့ဥပမာတီစာအုပ်ကဘလောက်လဲဈေးနှုန်းတွေတန်းပို့လိုက်ပြီတကယ်လို့အရန်လိုချင်တဲ့သူဝယ်ချင်တဲ့သူကဝယ်သွားလိုက်မယ်ဒါမဲ့တချို့ကလိုအပ်တဲ့အစိတ်တော့မဟုတ်ဘူးစိတ်ဝင်စားတဲ့အစိတ်အဲ့ဒီစိတ်ဝင်စားတဲ့သူကနေရချင်တဲ့သူဖြစ်သွားအောင်ကိုယ့်ဘက်ကမေကွန်းထုတ်တတ်ဖို့လိုအပ်တယ်အဲ့လိုမျိုးမေးလာပြီးတော့မပြောက်သွားရအောင်မျိုးဝဲချက်တစ်ခုပေးသွားမယ်ပထမဦးဆုံးကိုယ့်ဘက်ကပို့သွားရမယ့်စာကဈေးနှုန်းမဟုတ်ဘူးပါပဲမေးလာမေးလာ ကိုယ့်ဘက်ကအရင်ဆုံးပို့ရမယ့်အရာကမင်္ဂလာပါ ကူညီစရာရှိမေးမြန်းနိုင်ပါတယ်ရှင်။ ့ဘက်ကကူညီချင်တဲ့စိတ်ဆိုတဲ့စကားလုံးနဲ့ဖြွေးလိုက်တဲ့အခါသူ့ရဲ့ပြဿနာသူ့လိုချင်တဲ့အရာသူ့ဖြစ်ချင်တဲ့အရာကို तू ကအဲ့မှရေးလာတော့မှတကယ်လို့ကိုယ့်ဘက်ကကူညီစရာရှိရဲ့မေးများနိုင်တယ်တိုင်းပင်နိုင်တယ်အဲ့မှကိုကမဖြွေးတဲ့အခါမှာဇင်းနှောင်းမေးလိုက်ကိုယ့်ဘက်ကဇင်းနှောင်းပြောလိုက်အားပြီးတော့ပျောက်သွားကြရဲ့ဘာကောင်းလဲကောင်းကျိုးဆိုးကျိုးတွေပြောပြလိုက်တော့အဲ့ဒါကအယောင်ပိတ်လုပ်တဲ့နည်းမဟုတ်ဒါမေကွန်ထောက်တဲ့နေရာနံပါတ်2ချက်ကလူလေးမျိုးရဲ့စိတ်ထားအကြောင်းကို အခြေခံလောက်ကိုတိထား ားရမယ်။လူလေးမျိုးရဲ့စိတ်ထားကြောင်းသိဖို့သူရဲ့ profile ကိုဝင်ကြည့်ဘူးလား။ချို့ကတခါမှမဝင်ဘူးဘူး။တကယ်လို့ကိုအယောင် page ကအယမ်းမြင့်တဲ့ personal brand ရှိတဲ့ personal brand ကောင်းတယ်ဆိုရင်မလိုအပ်တော့။တကယ်လို့ကို personal brand လည်းမရှိသေးဘူး။အယောင် page လည်း scale တွေမရှိသေးဘူးဆိုရင် profile ထဲမှာဝင်စိတ်ကြည့်ရမယ်။ profile ထဲမှာဝင်ကြည့်ပြီးတော့ဘယ်လိုလူမျိုးလဲ။ဟာအလုံးလုံးဒါလေ။အကိုအနေငယ်ထိထားရအောင်။အနေငယ်ထိထားတဲ့အခါမှာကိုဘက်ကမေကွန်းဆက်ထုတ်ရတာ။ပိုပြီး regular လိုက်မယ်။မေကွန်းတွေ ့ဘာဖြစ်လို့ထောက်တက်ရမှာလဲမေကွန်းထောက်တက်မှလိုအပ်ချက်တွေတိမာပေါ့သူရဲ့ပတနာသူပြောပြမှာပေါ့တကယ်လို့ကိုမေကွန်းမထောက်ပစ္စည်းရဲ့ကောင်းကျိုးဆိုးကျိုးပဲပြောမယ်ဆိုသူရဲ့ပတနာနဲ့အဆက်မမရှိသူရဲ့လိုအပ်ချက်နဲ့အဆက်မမရှိရင်လည်းငွေသွားမှာမဟုတ်ဘူးနံပါတ်3ချက်မှာကအဲ့အချိန်မှာသူအလိုချင်ဆုံးအရာအရာချင်ဆုံးအရာကိုပဲအရင်ဆုံးဖြစ်စီပဲပါအရင်ရောင်းပဲပါတခြားအရာတွေတော့မရောင်းသေးနဲ့ရွေးချယ်စရာတွေများလာပြီးဆိုရင်ရွေးချယ်ရတာ ခက်လာနိုင်မယ်ပြီးတော့သူလိုချင်တဲ့အရာကိုအရင်ဆုံးမပေးဘဲနဲ့တခြားအရာကိုသွားပြီးပေးမယ်ဆိုရင် ဝဲချင်းဆိုင်ကတန်းပြီးရှော့သွားမယ်ဥပမာထားလိုက်ကိုဘိုက်နာနေတဲ့အချိန်မှာဘိုက်နာဆေးဘက်ကိုတောက်ချင်တယ်တခြားဆေးတွေကိုမတောက်ချင်ဘူးဟုတ်တယ်မလားဘိုက်နာဆေးကောလာဂျင်တွေကောင်းမကောင်းကိုမသိဘူးဒါပေမဲ့ဘိုက်နာဆေးကိုပဲအရင်တောက်ချင်တယ်တကယ်လို့ဘိုက်နာပြေသွားမှဘိုက်နာဆေးကိုလာတောက်ခိုင်းမယ်ဆိုရင်တောက်ချင်ဆိုင်ကလုံးဝမရှိတော့ဘူးအာဒီတိုင်းပါပဲအဲ့အချိန်မှာထားလိုက်သူကစကင်ခဲရချင်တယ်အသားဖြူစကင်ခဲဆိုအသားဖြူကိုပဲရောက်ဖို့တခြားတင်းသိပ်တို့အမဲဆက်တို့တော့မပြောနေနဲ့အများစုကလေရောင်းချင်တဲ့စိတ်စိတ်ထဲမှာ တော့အကုန်လုံးကိုပြောပြပေးတာအကုန်လုံးကောင်းရင်လူရဝဲသွားမှာလူရဝဲချက်ကမဟုတ်ဘူးအကုန်လုံးကောင်းတယ်ဆိုရင်လူရေးချေရတာခက်တယ်အထွေထွေဖြစ်သွားပြီဆိုစဉ်းစားရအောင်မှာဒီချိန်မှာလူကျင်တာအသားဖြူအသားကြည်တာဒါပေမဲ့သူ့ရဲ့ပစ္စည်းကအကုန်ကောင်းနေတော့စဉ်းစားလိုက်အောင်မယ်ဆိုတဲ့အစိုက်ကဖြစ်ပေါ်လာအဲ့လိုမျိုးမဖြစ်ရအောင်သူလူကျင်တဲ့အရာကိုပဲဖြစ်စီပေးပါနောက်ဆုံးလူရဝဲချက်တစ်ခုက ရောင်ပိတ်လောက်တဲ့အခါတိုင်းမှာ ရောင်ရစေခြင်းတဲ့ဆိုရင် ရောင်ချင်တဲ့စိုက်ကိုရှော့ချ ါပါဖြောက်လိုက်ပါသူဝယ်မဝယ်ကိစ္စမရှိဒါပေမဲ့ဒီချိန်မှာ သူ့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းမယ်သူ့ကိုအကောင်းဆုံးကူညီပေးမယ်ကူညီခြင်းတဲ့စိတ်နဲ့ရောင်းပေးတွေ့အောင်ပေးရတဲ့ရာဂိုင်းနှောင်းကပုံများတယ်ကီဒီကိုရိုင်းနဲ့အယောင်းနယ်ပယ်မှာစကေးမြည်တဲ့သူတယောက်တည်းမှလည်းပါတယ်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ